မင်္ဂလာပါယခုဒီဗီဒီယိုလေးကိုကြည့်မိတဲ့သူကခရိယန်တယောက်ဖြစ်တယ်ဆိုရင်ခရိယန်တယောက်ဖြစ်သွားညာလဲအမှုတော်ဆောင်တယောက်မဟုတ်ခဲ့ဘူးသူမဟုတ်ခဲ့ဘူးဆိုရင်ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာပါဝင်နိုင်တဲ့နီလန်းလေးတွေကိုကျွန်တော်မျှဝေပေးလိုပါတယ်အဲ့တော့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာအမှုတော်ဆောင်တယောက်မဟုတ်မဖြစ်သေးပေမဲ့ပါဝင်နိုင်တဲ့နီလန်းတွေရှိပါတယ်အဲ့ဒီနီလန်းတွေကတော့ကျွန်တော်တို့ နံပါတ်၁နှုတ်ကပတ်တော်တမချန်းစာကိုဖတ်ရှုလေ့လာခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နှုတ်ကပတ်တော်တမချန်းစာကเนาะစမ်းဆောင်ရေးเนาะ66ဆောင်ရှိပါတယ်။အပိုင်းကတော့နှစ်ပိုင်းရှိပါတယ်။ပထမပိုင်းကတော့ဓမ္မဟောင်းဖြစ်တယ်။ဒုတိယပိုင်းကတော့ဓမ္မသစ်ဖြစ်ပါတယ်။တမချန်းစာဘယ်နှအုပ်ရှိလဲဆိုရင်ခရိယန်ဘာသာမှာတမချန်းစာဟာတအုပ်ပဲရှိပါတယ်။အဲ့တော့တမချန်းစာတအုပ် ကျွန်တော်တို့အပိုင်းကနှစ်ပိုင်းပထမပိုင်းမှာနာမည်ကဓမဟောင်းဒုတိယပိုင်းနာမည်ကဓမသင် ပထမပိုင်းမှာဆောင်ရည်က39ဆောင်ရှိတယ်ဒုတိယပိုင်းမှာဆောင်ရည်က28ဆောင်ရှိတယ်စုစုပေါင်းဆိုရင်ဆောင်ရည်က60နဲ့6ဆောင်ရှိပါတယ်အဲ့ဒီဆောင်ရည်66ဆောင်လုံးကိုကျွန်တော်တို့အစင်လိုက်ဖတ်ရှုလေ့လာပြီးတော့မှဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာပါဝင်အစီခံနိုင်ပါတယ် ဘာကြောင့်လဲတမန်ကျမ်းစာဖတ်ရှုခြင်းအဖြစ်ဘုရားသခင်ရဲ့အလိုတော်ဘုရားသခင်ရဲ့တမန်တရားတွေကိုသိလာတဲ့အခါလိုအပ်တဲ့နေရာမှာကိုကပြန်လည်ပြောပြရှင်းပြပေးနိုင်လို့ပဲဖြစ်ပါတယ်။ဒါကြောင့် အမှုတော်ဆောင်မဟုတ်သေးတဲ့သူတယောက်အနေနဲ့အမှုတော်ဘုရားသခင်နိုင်ငံတော်ထဲမှာပါဝင်နိုင်တဲ့ပထမနိလန်းကတော့တမန်ကျမ်းစာ66ဆောင်လုံးကိုဖတ်ရှုခြင်းဖြစ်ပါတယ်။နံပါတ်1ဒုတိယနိလန်းကတော့ ိုစားပြုဆုတောင်းပေးခြင်းပဲဖြစ်ပါတယ်။အဲ့တော့ကိုကအမှုတော်ဆောင်တယောက်လည်းမဖြစ်သေးဘူး။ဒါပေမဲ့ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်လည်းအစီခံခြင်းနဲ့ဆိုရင်တော့ နံပါတ်1အချက်အနေနဲ့ကိုစားပြုဆွတ်တောင်းလို့ရပါတယ်။အဲ့တော့ကိုစားပြုဆွတ်တောင်းခြင်းထက်မှာဘာပါလဲ။နော်ကျွန်တော်တို့ကြည်စုတော်ချီးမွမ်းခြင်းပါမယ်။ဂုဏ်တော်ချီးမွမ်းခြင်းပါမယ်။နောက်တစ်ခါကို့အတွက်နောင်တရတာပါတယ်။နော်ကို့မိသားစုအတွက်နောင်တရပေးတာပါမယ်။ကို့အသင်းတော်အတွက်နောင်တရပေးတာပါမယ်။ကို့ရဲ့နိုင်ငံအတွက်ကိုစားပြုနောင်တရဆွတ်တောင်းပေးတာပါမယ်။နော်ဒီလိုတွေရှိတယ်။ပြီးမှ နောက်အဆင့်က ကြတော့လိုအပ်ချက်တွေကိုဘုရားသခင်ထံမှာပြောဆိုဆုတောင်းခြင်းဖြစ်တယ်။အဲ့တော့အဲ့ဒီလိုကိုစားပြုဆုတောင်းပေးခြင်းအပြင်လည်းဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာပါဝင်အစီခံနိုင်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့နောက်ထပ်တရားတော့ဗာလဲဆိုရင် မိမိမှာငွေကြေးမတက်နိုင်ဘူးဆိုရင်ဘုရားသခင်ရဲ့အသင်းတော်မှာအစီခံပေးတာဖြစ်တယ်။ဥပမာတန်ရှင်းတန်ရှင်းရေးအဖြစ်တော်၎င်းချက်ပြုတ်ချင်းမာတော်၎င်းနော်ဒီနေ့ဝေယဝဆလို့ခေါ်တဲ့ဒီနေ့အစီခံတဲ့အပိုင်းမှာကျွန်တော်တို့ကအစီခံခြင်းအဖြစ်လဲငွေကြေးမကုန်ကြဘဲနဲ့ဘုရားသခင်နိုင်ငံ